မြန်မာအနာပိုင်များအနေနဲ့အိန္ဒိယနိုင်ငံများနဲ့အာဆီယံဖွဲ့စည်းတစ်ခုလုံးအပေါ်ကြီးမားစွာတယောက်မှုရှိနေတဲ့နေဆဲဖြတ်ကျော်ရဲစွေးမှုများကိုနှိမ့်နှင်းရန်အာဆီယံကတောင်းဆိုကြောင်းနဲ့မြန်မာရေကောက်ပွဲများကိုမိသည့်ဖွဲ့ကမှတားဆီးနေမှာမဟုတ်ကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒါတုဆာရီမိုဟာမက်ဟက်ဆန်ကပြောကြားပါတယ်။နေဆဲဖြတ်ကျော်ရဲစွေးမှုပြဿနာဟာပြန့်နှံ့ခဲ့ပြီးလက်ရှိမှာမြန်မာနိုင်ငံနဲ့နေဆဲချင်းတိဆက်နေတဲ့နိုင်ငံများကိုပါထိခိုက်နေနိုင်စေကြောင်းမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒါတုဆာရီမိုဟာမက်ဟက်ဆန်ကပြောကြားခဲ့ပါတယ်။ တို့အနေနဲ့ဒီအခြေအနေကိုရပ်တန့်မှုအတွက်မြန်မာအာဏာပိုင်တွေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကတာဝန်ယူလို့ဆောင်ပေးစီချင်ပါတယ်။ဘာလို့လဲဆိုတော့ဒါကအာဆီယံနေကနိုင်ငံတွေအတွက်ပြဿနာတစ်ခုဖြစ်လာလို့ပါပဲလို့ဟက်ဆန်ကသတင်းတော်များကိုပြောကြားခဲ့ပါတယ်။ဟဆဟာမြမကြီးနဲ့ပတ်သက်ပြီးအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ရေးဆိုင်ရာ Extended Non-Official Consultation အစည်းအဝေးကိုတပါပတိအဖြစ်ဦးဆောင်ပြုလုပ်ခဲ့ပြီးတဲ့နောက်အဲ့လိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီစီဝေးကိုတယောက်သူများတည်းမှာနိုင်ငံခြားရေးဝန်ကြီးဒီဟာဆက်ဖူဝန်ဂတ်ကအိုနီရှားနိုင်ငံခြားရေးဝန်ကြီးဆူဂျီယိုနိုနဲ့ဖလပါနိုင်ငံခြားရေးဝန်ကြီးတီရက်ဆာလာဆာရိုတို့လည်းပါဝင်ခဲ့ပါတယ်မြန်မာနိုင်ငံမှာပြုလုပ်တဲ့ရွေးကောက်ပွဲအတွက်အာဆီယံရဲ့လိလာသူများနဲ့ပတ်သက်ပြီးဟက်ဆန်ကပြောခဲ့ရမှာအဲဒီရွေးကောက်ပွဲဟာတရားမျှတမှုပွင့်လင်းမြင်သာမှုပြည်သူများအားလုံးအပါအဝင်ပေါင်းစုံပါဝင်မှုရှိရမှာဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲများကိုမြည်သည့်ဖွဲ့ကမှတားဆီးနိုင်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်အဲဒီအကြောင်းနဲ့ပတ်သက်ပြီးလာမယ့်ရက်ပိုင်းအတွင်း အာဆီယံကောင်ဆောင်များဆွေးနွေးတွင်ဆွေးနွေးသွားမယ်လို့လည်းဟက်ဆန်ကပြောကြားခဲ့ပါသည်။